မင်္ဂလာပါမနေ့ပြန်ခொနည်းရသားမိမရတော့တည့်ရတာဆောင်းဝိုင်းရှောင်းများကိုစတင်ပြောကြပေးပါတော့မယ်တနင်္ဂနွေသားမိမရတော့ယနေ့မှာတော့အလုံးနဲ့ပတ်သက်ပြီးတော့မကြားကျင်တဲ့သတင်းများကြားသက်ပါတယ်လက်အောင်ငယ်သားသားမိမရအလုံးကနေအင်းရနေထွက်သွားသက်ပါတယ်ပြန်မရတော့ဘူးလို့ထင်ထားတဲ့ငွေများပြန်လည်ဝင်လာတတ်တဲ့နေမျိုးတွေဖြစ်ပါတယ်သွားသွေးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရသက်ပါတယ်အချင်းကြီးမှာတော့ကြားလေအနေဝေးသက်ပါတယ် ငါးခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ခရမ်းရောင်ဖြစ်ပါတယ်။ယေရီဟာအနေနဲ့ကတော့မိမိရဖျားမှာဇပြတိကလို့ပူဇော်ပေးပါ။တနင်္လာသားသမီးများတို့ယနေ့မှာတော့မိတ်ဆွေကောင်းပညာကောင်းများရပါမယ်။ရဝင်းရနေပြီးတော့တည်င်းကောင်းများကြားပါလိမ့်မယ်။ငွေကတော့သုံးလေဝင်လေမျိုးဖြစ်ပါတယ်။အလုတ်မှာတော့အဆအဆရရအဆင်ပြေနေပါလိမ့်မယ်။ကောင်းမှုကောင်းကိုက်ဝေဒနာခံစားအပ်ပါတယ်။ အချင်းရေးမှာတော့ကြာလေအနေဝေးတတ်ပါတယ်၄6ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့အပြာရောင်တဲ့အဆင့်ရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရာဖျားမှာမုတ်ဖတ်တော့ကလည်းပူဇော်ပေးပါအင်္ဂါသားသမီးများတို့ယနေ့မှာတော့ငွေကန်ရွှေကန်အလွန်ကောင်းတဲ့နေ့လေးဖြစ်ပါတယ်။မိတ်ဆွေရင်ဆရာရင်များနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်ရှုပ်စရာများကြုံတွေ့ရတတ်ပါတယ်။ချစ်တူစရာနေပြီးတော့တည်ငောင်းများကြားရတတ်ပါတယ်။ ဆွေမျိုးသားချင်းအောက်လငယ်သားများနဲ့ပတ်သက်ပြီးတော့မင်္ဂလာသတင်းကြားပါလိမ့်မယ်။စီးမျက်စိဒုက္ခပေးသက်ပါတယ်။နှစ်လေးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်းတော့အဖြူရောင်ဖြစ်ပါတယ်။ရေရေအနေနဲ့ကတော့မိမိရဖျားမှာမွေးကားကတ်လို့ပူဇော်ပေးပါ။ဘုဒ္ဓဟူးသားသမီးများတို့ယနေ့မှာတော့အလုံနေရာအိနေရာတို့ကောင်းတော်အပြောင်းလဲများနဲ့ကြုံတွေ့ရတတ်ပါတယ်။သားသမီးအောက်လငယ်သားများတို့ပူပင်တော့ကရောက်ရတတ်ပါတယ်။ ငွေပြောက်တာတွေခိုးခါတာမျိုးတွေဖြစ်တတ်ပါတယ်အထူးသတိထားပြီးပါလက်မှာထိခိုက်တံရရတတ်ပါတယ်အချင်းရင်းမှာတော့ဝေးလေကောင်းလိမ့်မျိုးဖြစ်ပါတယ်နှိမ့်ရှစ်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်နဲ့မရမ်းရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရဖျားမှာကြာစံကြောကတ်လို့ပူဇော်ပေးပါကြာရပရိသတ်မိများတို့ယနေ့မှာတော့ငွေကြေးကိစ္စများအဆင်ပြေအောင်မြင်မဲ့နေလေဖြစ်ပါတယ်အစားမသတ်ပါတယ်အထူးသတိပြုပေးပါ ငွေဝင်ပါလိမ့်မယ်ဖះဘုံတော်ရဟန္တာဘုံတော်များကြွလာရင်ထိထိုးပေးပါလေထိုးလေအောင်ဖြစ်တတ်ပါတယ်အချင်းကြီးမှာတော့အထင်မြင်လွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်နှစ်လေးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အစိမ့်အောင်ဖြစ်ပါတယ်ယေရီယာအနေနဲ့ကတော့မိမိရဖះမှာခေါက်ဆွဲကြော်ကတ်လို့ပူဇော်ပေးပါတောက်ကြတာရမီများတို့ယနေ့မှာတော့ရည်ရွယ်ထားတဲ့အလုပ်များသိလွယ်လွယ်နေတတ်ပါတယ်ခြံကားကြောင့်ကွန်ပျူတာကင်မရာများနဲ့ပတ်သက်ပြီးတော့စိတ်အနှောင့်အယှက်ဖြစ်ရတတ်ပါတယ် ရွေးချယ်ရကဆုံးပြတ်ခတ်တာမျိုးတွေဖြစ်တတ်ပါတယ်။သွားသွေးနဲ့ပတ်သက်ပြီးတော့ဒုက္ခပေးတတ်ပါတယ်။အခြေရေးမှာတော့အထင်တွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်။၆၉ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့နီညိုရောင်းတဲ့အညိုရောင်ဖြစ်ပါတယ်။ရေရာအနေနဲ့ကတော့မိမိရဖျားမှာဘိမုတ်ကတ်လို့ပူဇော်ပေးပါ။စနေသားသမီးများတို့ကယနေ့မှာတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့စိတ်နှောက်ရက်ဖြစ်ရတတ်ပါတယ်။အလုံမှာသူများပြည်တနာကိုပြည်တနာဖြစ်တတ်ပါတယ်။ ရစရာရှိတဲ့ငွေများပြန်မရဘဲနဲ့ထင်းကောကြံ့ကြာနေတတ်ပါတယ်။ခေါင်းမူခေါင်းကိုက်ဖြစ်တတ်ပါတယ်။ချစ်သူရဲ့အထင်တွဲခြင်းကိုခံရတတ်ပါတယ်။ငားလေးပါတဲ့ကနက်များအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်နဲ့အညိုရောင်ဖြစ်ပါတယ်။ရေဒီယာအနီနဲ့ရောမိမိရဲ့အဖျံမှာလက်ဖက်ရည်ကပ်လို့ပြုစောပေးပါ။အားလုံးကြမ်းမချမ်းသာကြပါစေ။